အားလုံးမမင်္ဂလာပါညကိုရိုနေကောင်းချမ်းမှချမ်းသာကြပါစေ။ဒီနေ့မှာကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်တွေ၄ပွဲရှိပါတယ်။စပိန်လာလီဂါပွဲစဉ်၃ပွဲနဲ့အင်္ဂလန်ချန်ပီယံရှစ်ပလေးအော့ဖ်ဒုတိယအကြော့ပေါ့ဗျ။ပွဲစဉ်တစ်ပွဲဖြစ်မှာပေါ့နော်။ပထမအဦးဆုံးနဲ့ရီယယ်ဘလာဒိုလင်းနဲ့ဂျီရိုနာတို့ပွဲစဉ်မှာတော့အဝေးခွင့်အသင်းပြတဲ့ဂျီရိုနာကတလုံး၂၀နိုင်ဘူပေါင်းကြီး၃လုံး80အစားဆိုမှဖွင့်ထားတာတွေ့ရပါတယ်။ table မှာကြည့်ရမှာဆိုရင်တော့ real value တို့လေးကတော့တန်းစင်းလိုက်ပေါ့နော်ခြေရုံးနာအသင်အဆင့်16မှာရှိတဲ့38မှာသူ့အပေါ်မှာအဆင့်15မှာစီဗီလာ38အဆင့်7မှာအလာဘက်35နဲ့အဆင့်18မှာလီဂန်နဲ့34ဆိုမှကျွန်တော်အဆင့်လိုက်ရပ်တည်နေတာတွေ့ရတယ်ပေါ့နော်ဒီအချိန်ကတော့တအားအကြီးတဲ့အချိန်တစ်ချိန်လိုက်ဖြစ်တယ်ပေါ့နော်တန်းမဆင်းရရေးပေါ့ဗျာ ပထမအကျော့ကိုကြည့်မယ်ဆိုရင်ပထမအကျော့ဂျီရိုနာကွင်းမှာဂျီရိုနာ3ဇီဆိုတဲ့ရလနဲ့အပြတ်တအနိုင်ယူထားတာလည်းတွေ့ရတယ်။ဒီရာသီဂျီရိုနာတော်တော်လေးဖောင်ဆိုးနေတဲ့အထက်မှာပါတယ်ပေါ့နော်။တော်တော်လေးဆိုးပါတယ်။ဗလာဒိုလစ်အသင်းကိုကြည့်ရမယ်ဆိုရင်ဗလာဒိုလစ်ဆော့ခဲ့တဲ့ဒါစပိန်လာလီဂါပေါ့နော်။နောက်ဆုံး၅ဘွဲကိုကြည့်ရမှာဆိုရင်သူရဲ့၅ဘွဲလုံးမှာဂိုးတွေထည့်ထားတာတွေ့ရတယ်။ဂိုးထည့်ထားတဲ့ကတော့ကျွန်တော်တီကို42နဲ့ရှောင်းတယ် ဥစားဆူနာကို2-3နဲ့ရှုံးတယ်ဘက်တစ်ကို5-1နဲ့ရှုံးတယ်ဘာစီလိုနာကို2-1နဲ့ရှုံးတယ်မာယော့ကာကို2-1နဲ့ရှုံးထားတာတွေ့ရတယ်ပေါ့နော်အင်္ဂွန်းပွဲစဉ်တွေကိုကြည့်မှဆိုလို့ရှင်တော့အင်္ဂွန်းပွဲစဉ်တွေမှာဆော့ဆော့ထားတဲ့ပွဲစဉ်တွေကြည့်မှဆိုရင်ဘာစီလိုနာကို2-1နဲ့ကြေးအောင်တယ်ဥစားဆူနာကိုကြေးရှုံးတယ်ဂီတာဖေးကိုကြေးရှုံးတယ်စင်တာဘီကိုကြေးရှုံးတယ်ပေါ့နော်လက်ပါမတ်ကိုကြေးအောင်ထားတာတွေ့ရတယ်ပေါ့ဗျာပြီးတော့စီဗီလာကိုရှုံးမယ် ရီယယ်ကိုရှုံတယ်ဘက်တစ်ကို1-0နဲ့နိုင်ထားတယ်ပေါ့နော်ဒီအသင်းကကိုရဖို့တော်တော်လေးခက်ခဲတဲ့အဲမှာပါတယ်ပေါ့နော်ကိုရဖို့တလုံးရဖို့တော်တော်လေးခက်ခဲမဲ့အဲမှာပါတယ်ဒါပေမဲ့သူတို့တန်းဆင်းသွားပြီဆိုတော့သူတို့စိတ်လွတ်ကိုလွတ်ထင်တယ်ကျွန်တော်ထင်တာတော့သူတို့ပေါ့နော်ဒါဆော့တယ်လို့ထင်တယ်ကျွန်တော်ဒါခုကျွန်တော်လက်စတာစီးတီးလို့ပေါ့ဗျာတောင်းလျှောက်ဂိုးတွေထည့်နေတာတွေ့ရတယ်ပေါ့နော်အဂျီရိုနာအတင်းအဝေးကွင်းကာရာဖောင်ကိုကြည့်မယ်ဆိုရင်ဂျီရိုနာအဝေးကွင်းကာရာဖောင်အလောက်ကြီးမကောင်း ကျွန်တော်လီဂါနက်ကို1 1ဆိုရတယ်။အိုဆာဆူနာကို2 1ရှုံးတယ်။ဘောနော်။ပြီးလို့ရှင်ဘာစီလိုနာကို4 1ရှုံးမယ်။ S1 ကို1 1ဆော့တယ်။ရီယယ်မက်တစ်ကို2 0နဲ့ရှုံးတယ်။ဘီလ်ဘာကို3 0နဲ့ရှုံးတယ်။ဘယ်ကန်ကို2 1နဲ့ရှုံးတယ်။တောင်းလျှောက်ကျွန်တော်ကြီးတွေကြားထားတာခုနှစ်ပွဲသက်ရှိတယ်။သူကြီးအောင်လာအဲ့ဒီအလာဘက်ကို0 1နဲ့နိုင်တဲ့ပွဲတစ်ပွဲပဲရှိတယ်ဘောနော်။အနေထားမှာတော့ဂျီရိုနာအသင်းကအများအားအသာစီးရထားတာတွေ့ရပါတယ်။ ဂျီရိုနာအသင်းကနှစ်ချိန်နိုင်ထားတယ်ဗီလာဒိုလီကနှစ်ချိန်နိုင်ပြီးတစ်ချိန်ကတော့တည်ကြထားတာတွေ့ရတယ်ပေါ့နော်ဂျီရိုနာရဲ့နောက်တန်းကစားသမားပေါ့နော် ခရာချီဒီကစားသမားအဝါကကြောင့်ပွဲလွယ်ဖို့ရှိတယ်ပေါ့နော်နောက်ပြီးတော့ဟာရရာရှိမယ်ကွင်းလန်ကပင်ဂူတီယားရက် နောက်တန်းကပင်ဘန်ဒဝိကရှိမယ်ပင်ဘရိုင်ယန်ဂိလ်ရှိမယ်ပေါ့နော်တော်တော်လေးအားနဲ့တဲ့အထဲမှာပါသွားမလို့တော့ဖြစ်နေတယ်လို့အရေးကြီးတဲ့ကစားသမားတွေဒီလိုပုံစံဖြစ်နေတယ်ပေါ့နော် ဗလာဒိုလီအတင်းရဲ့ဖက်မှာတော့တော်ရက်ဆန်ချက်စ်ဒါလောက်ပဲရှိမှာပေါ့နော်ဒီကစားသမားတွေအဲ့လောက်ထိဟိုတားအကြီးပါတဲ့ထဲမှာတော့မပေါဘူးပေါ့နော်ပြီးတော့ဒါဗလာဒိုလီရဲ့အင်ကွင်းလည်းဖြစ်နေတယ်ပေါ့နော်အင်ကွင်းပွဲစဉ်လည်းဖြစ်နေတယ်ဗလာဒိုလီကြိုးစားလာမလို့တော့ကျွန်တော်တို့မြင်မိတယ်ပေါ့ဗျာအခြေအနေနေမှာတော့ဒီမှာပေးထားတာကတော့ဒိုလီအတင်း18ရာခိုင်နှုန်းနဲ့ဂျီရိုနာက63ရာခိုင်နှုန်းဆိုမှပေးထားတယ်ပေါ့နော် ကျွန်တော်ထင်တာတော့ဒီပွဲစဉ်မှာဂျီရိုနာနိုင်လဲတလုံးထက်မပိုဘူးလို့ကျွန်တော်ထင်မိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဘလာဒိုလစ်ကလည်းသူနောက်ဆုံးဆော့ထားတဲ့၅ဘွဲမှာဆိုရင်၅ဘွဲလုံးဂိုးထည့်ထားတယ်။လက်ရှိဂျီရိုနာရဲ့ကရန့်ဖောင်အကောင်းနေတာမဟုတ်ဘူး။ဆိုတော့ကျွန်တော်တစ်ချက်တော်တော်လေးတတိထားမယ်အချက်ထမှာပါတယ်ပေါ့နော်။ဒီပွဲစဉ်မှာတော့ကျွန်တော်ဂိုးပေါ်ခြိုက်တယ်ဗျာ။ ဘိုးဘော်လေးရွေးချယ်သိချင်တယ်ပေါ့နော်ဘိုးဘော်လေးကြိုက်တယ်ဘိုးဘော်နှစ်သိန်းပေါင်းတုံးခုထိလည်းတွားရင်တွားနိုင်တယ်ပေါ့နော်2 1ဆိုတဲ့ပုံစံမျိုးပေါ့1 is to os မှာကြည့်မှဆိုရင်ဂျီရိုနာအနိုင်ဘူးပြား60ပဲပြထားတယ်တရီကို၄စားနဲ့ဗလန်တိုလစ်အနိုင်ဘူးပဲ60လောက်ပြထားရွေးချယ်ပေးရမယ်ဆိုလို့ရှိရင်တော့ဗလန်တိုလစ်ဘော်ဒီနဲ့ကျွန်တော်ကဘိုးပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဆူစီတန်နဲ့ဆယ်တန်ဘီဂျူရိုရဲ့ပွဲစဉ်ဖြစ်ပါတယ် ဒီပွဲသစ်မှာတော့ဆုပ်စီတဲ့အတန် level 30ရှုံးနဲ့ဂိုးပေါင်းကြီးနှလုံး60ရှုံးတို့မှာစတင်ကြီးတွေပေးထားပါတယ်ဒီနှစ်တင်းရဲ့ဇယအနေထားတွေကိုကြည့်မှဆိုရင်အရှင်အတင်းပြတဲ့ဆုပ်စီတဲ့ကအဆင့်7မှာရှိတဲ့43မှာ shelter bee ကတော့အဆင့်9မှာရှိပါတယ်49မှာ9ဒီဟာဒီ shelter bee ကဥရောပပြိုင်ပွဲပေါ့နော်ဝင်ခွင့်တနေရအတွက်ကျွန်တော်တိုက်ပွဲဝင်သွားမယ့်ပုံစံမျိုးမှာရှိနေတာတော့တွေ့ရတယ်ပေါ့နော် ဒီနှစ်တင်းရဲ့ပထမအကြော့စောင့်ခဲ့တဲ့ပွဲစဉ်တွေကြည့်မယ်ဆိုလို့ရှိရင်တော့ဆယ်တာဗီကိုအတင်းအတူးကြီးဆိုတဲ့ရန်တာနဲ့တူတွဲမှနိုင်ထားတာတွေ့ရတယ်ပေါ့နော်လက်ရှိဆိုစီတဲ့အတင်းရဲ့အင်ဝင်ကရပ်ဖော်မကောင်းဘူးပြဘီလဘာကိုဇီဇီဆော်တဲ့ခြေရှုံးတယ်ပေါ့နော်မာယောကောင်ဇီတူးနဲ့ရှုံးတဲ့ခြေရှုံးတယ်ဘလာဒိုလစ်ကို2-1တိုင်းတယ်အဲပွဲမှာလည်းခြေရှုံးတယ်ဗျစီဗီလာကို0-1တိုင်းတယ်ဒီပွဲမှာလည်းခြေရှုံးတယ်ပေါ့နော် ဒါလီဂါနဲ့နဲ့ပွဲစဉ်မှာသူတို့ကြီးအောင်တယ်အစပန်းညိုနဲ့ပွဲမှာသူတို့ကြီးအောင်တယ်အဲ့ဒါလည်းအပြည့်မအောင်ဘောနော်ပြီးတော့ဂီတာဖေးကိုပြန်ထပ်ရှုံးတယ်ဘောနော်ပြီးတော့ဘီလာရီယေကိုသူတို့နိုင်ထားတာလည်းတွေ့ရတယ်ဆတာဘီကိုရဲ့ကာရာဖောင်ကြီးမဲ့ဆိုရင်ဆတာဘီကိုရဲ့လက်ရှိအဝေးဝင်းကာရာဖောင်ကအနောက်ဒီဆိုးရထဲမှာတော့မပါဘူးဒါပေမဲ့သူတို့နောက်ဆုံးကပွဲဆက်ရှုံးထားတယ်သူတွေ့ထားတာလည်းတကယ်အသင်းကြီးတွေဘောနော်ရီယယ်မက်ဒစ်ဘာစီလိုနာဆိုတဲ့အသင်းတွေကိုတွေ့ထားတာလည်းတွေ့ရတယ်ဘောနော် ။ဒါဝေကွန်ကာရာဖော်မှာတော့တော်တော်လေးကောင်းတဲ့စက်တပ်ပြီးကိုရီယယ်မက်ဒရီ2ဒီပွဲမှာလည်းကြေးအောင်လည်းဗျ။ဘာစီလိုနာ4 3ဒီပွဲမှာလည်းကြေးအောင်လည်းမာယော့ကာကို2-1ဒီပွဲမှာလည်းကြေးအောင်လည်းဗလာတိုလေး0-1ဒီပွဲမှာလည်းကြေးအောင်လည်းဗောနော်ခီရိုနာ2-2ဒီပွဲမှာလည်းကြေးအောင်လည်းတီကိုလည်း1-1ဆော့ထားတယ်ဗျ။ဒီချေရှောင်းတာဘလန်စီယာ21ချေရှောင်းတယ်ဗောနော်အလာဘက်11ဒီပွဲထဲမှာလည်းသူတို့ချေအောင်ထားတာတွေ့ရတယ်ဗောနော်သူဆော့ခဲ့တဲ့ ။အခု10ပွဲမှာဆိုရင်ကြီးကြတာတပွဲတည်းပဲရှိတာ။ဒါဆက်တပ်ပြီးကိုယ်ရဲ့နောက်တန်းကစားသမားအလွန်ဆိုးပေါ့နော်။အလွန်ဆိုးမှာပါနိုင်မှုပွဲလွဲချော်မှုရှိတယ်ပေါ့နော်။အလွန်ဆိုးအနီကပ်ရှိတယ်။ Pin start fail ဆိုတဲ့ကစားသမားတအုပ်ရှိတယ်ပေါ့နော်။ဒီကစားသမားကတော့ဒါနောက်တန်းကစားသမားဖြစ်ပါတယ်ဆွေဒင်ကပေါ့နော်ဒီကစားသမားတည်းလွဲချော်မှုရှိတာတွေ့ရတယ်ပေါ့နော်ဒီစီဒက်ဖတ်မှာဆိုလို့ရှိရင်တော့အေဂတ်ဆိုတဲ့ကစားသမားရှိမယ်ပြီးလို့ရှိရင် ဇာကာရီယန်ဆိုတဲ့ဒီဇာကာရီယန်ကတော်တော်အရေးကြီးတဲ့ကစားသမားဟုတ်တယ်ဗျ။ဒီကစားသမားလည်းလွဲချော်မှုရှိတယ်ပေါ့နော်။သူကလက်ဘက်ပေါ့နော်လက်ဘက်ကကစားသမားဟုတ်တယ်တော်တော်လေးကောင်းတယ်။ရုရှားဒီကစားသမားလွဲချော်မှုရှိရတယ်တွေ့ရတယ်။အတူဟတ်အနေထားကိုကြည့်မယ်ဆိုရင်ဒီတင်းတွေးခဲ့တဲ့နောက်ဆုံး၅ချိန်ကိုကြည့်လိုက်မယ်ဆိုရင်ဆိုစီတဲ့အသင်းက၂ချိန်နိုင်ပြီးဆယ်တာဘီကတစ်ချိန်နိုင်တယ်ပေါ့နော်။ဂျန်နဲ့၂ချိန်ကတော့တည်ကြီးချထားတာလည်းတွေ့ရတယ်။ ဆိုစီတက်ရလက်ရှိကာရဖောင်အလောက်ထိမကောင်းဘူးဗျစန်တာဘီကကိုတကူတော့ရသွားနိုင်အခြေရှိတယ်ပေါ့နော် wise to us မှာကြည့်မှာဆိုရင်ဆိုစီတက်အနိုင်ကို2ဆကွဲတရေကို3ဆကွဲစန်တာဘီကအနိုင်ကိုကျွန်တော်3ဆလောက်ပေးထားတာတော့တွေ့ရတယ်ဒီကွဲစက်မှာကျွန်တော်စန်တာဘီကို body ကြိုက်တယ်စန်တာဘီကို body နဲ့ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ဒီကွဲတစ်ပွဲကတော့ civila နဲ့ la palma store ပွဲစဉ်ဖြစ်ပါတယ် body j ကတော့ စီဗီလာတလုံး80နိုင်ဘူပေါင်းချင်းနှလုံး80အစားဆိုမှာဖွင့်ထားတာတွေ့ရတဲ့ table မှာကြည့်မယ်ဆိုလို့ရှိရင်စီဗီလာအသင်းကလည်းတန်းစင်းဆောင်နဲ့မဝေးဘူးပေါ့နော်38မှတ်နဲ့အဆင့်15မှာရပ်တည်နေတယ်လက်ပါမတ်ကတော့အဆင့်19မှာ32မှတ်ပေါ့နော် မျောလင်းချက်တော်တော်လေးနည်းလာပြီ32မှတ်ပေါ့နော်ဒီပွဲကရှောင်းတော့လုံးဝမဖြစ်ဘူးဗျအနည်းဆုံးတည်ရတမန်တော့ရအောင်ယူဖို့လုပ်နေတယ်ဒါတော့ဘာစိတ်မချရဘူး ။အတင်းရဲ့ပထမအကြော်တော့ကတော့တူတူဆိုတဲ့ရလနဲ့ပြီးဆုံးထားတာတွေ့ရတယ်ဗောနော်ဒါလက်ပါမစကွဲမှာစီဗီလာအတင်းရဲ့အင်ဝင်ကာရာဖောင်တွေကြီးလိုက်မယ်ဆိုလို့ရှိရင်ဆုပ်ပြက်နေတာစီဗီလာ2လီဂန်နဲ့2ဗောနော်ဒီပွဲမှာလည်းခြေရှုံးတယ်အလာဘက်ကို1 1ကျတယ်ဒီပွဲစဉ်မှာလည်းခြေရှုံးပါတယ်အတလီတီကိုမက်ဒရစ်ကို2 1နဲ့ရှုံးတယ်ခြေရှုံးတယ်ဘီလ်ဘာအို1 0နဲ့ရှုံးတယ်ခြေရှုံးတယ်မာယော့ကာကို1 1ဆော့တယ်ဒီပွဲမှာလည်းခြေရှုံးတာတွေ့ရပါတယ် ဘာစီလိုနာ4-1အစပန်ယို1-1ပေါ့နော်တောက်လျှောက်ကြီးရရှောင်းနေပြမို့ဗလန်စီယာ1-1ဒီပွဲစဉ်မှာသူတို့ကြီးရှောင်းတာပဲကြီးတဲ့တောက်လျှောက်ရှောင်းထားတာတွေ့ရတယ်နောက်ဆုံး10ပွဲသက်ကြီးရှောင်းတာဒါပေမဲ့ဒီအသင်းမှာထူးခြားနေတာတိုက်စစ်ကဂိုးတကူအများရန်ရတာတွေ့ရတယ်တိုက်စစ်ကဂိုးတကူအများရန်ရတာတွေ့ရပါတယ်လက်ပတ်ပါမတ်အသင်းရဲ့ဝေဝင်ကာရာဖောင်ကိုကြီးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒါဘီလ်ဘာအို1-0နဲ့ရှောင်းထားတယ် ြည့်အောင်ထားတော့တွေ့ရပါတယ်နော်လက်ပါမှာဆယ်တာဘီကိုဝမ်းမဆော့တယ်ဒီပွဲစဉ်မှာလည်းကြည့်အောင်ထားတာတွေ့ရတယ်ဘက်တစ်ကိုဝမ်းစည်းနဲ့ရှုံးနဲ့ကြည့်အောင်တယ်ဘလာဒိုလစ်ကိုတော့သူတို့ကြည့်ရှုံးထားပါတယ်20 30လောက်ရှုံးတာအများကြီးတော့မရှုံးပါဘူးဒါမှဒီအသင်းကလည်းဘိုးတို့ဘိုးရနေတာတွေ့ရတယ်ဗျဒီကြီးကြိတ်မှာတော့တော်တော်လေးဒီကစားသမားတွေလည်းတော်တော်လေးအားဆိုင်တာတွေ့ရတယ်ပေါ့နော်ခွန်အားတွေစိုက်ထားတယ်အားတွေစိုက်ထားတယ်တွေ့ရတယ် ဆီဗီလာဖက်မှာဆိုရင်တော့ဝဲလွဲချော်မှာကစားသမားကတော့ရိုမဲရိုပေါ့နော်ဒီရိုမဲရိုကတော်တော်အရေးကြီးတဲ့ကစားသမားပေါ့ဒီရိုမဲရိုတော်တော်လေးကောင်းပါတယ်နော်ဒါတိုက်ဆက်မှုဒီကစားသမားလွဲချော်မှုရှိတယ်ပေါ့နော်ပင်ဘာဂတ်ရှိမယ်နိုင်ဇူးရှိမယ်အဒမ်ရှိမယ်ပေါ့ဗျာဒီကစားသမားလွဲချော်မှုရှိပါတယ်လက်ပါမစ်ဖက်မှာအာနာချက်တစ်ခုအကြီးကြီးရှိရဲ့ဗျာအဲ့ဒါဖာဘီယိုဆီလ်ဗာပေါ့နော်ဒီကစားသမားလွဲချော်မှုရှိတယ်တိုက်စစ်မှာနည်းနည်းပြဿနာရှိနိုင်တယ်တွေ့တွေ့မိတယ်ဗောနော်တိုက်စစ်မှာပြဿနာနည်းနည်းရှိတယ် အားနေသွားနိုင်တယ်ဗောနတို့တိုက်စစ်ကသူ့ဘက်ကိုကြည့်မဲ့သွင်းဒီနေ့တင်းထွေးခဲ့တဲ့နောက်ဆုံး9ချိန်ဗောန9ချိန်ကိုကြည့်မဲ့သွင်းစီဗီလာအသင်းက4ချိန်နိုင်ပြီးဒီချိန်ကတော့တည်ရကြတာလည်းတွေ့ရတာဗောနဒီအသင်းနဲ့တွေ့တဲ့စီဗီလာအများအားအသာစီးယူထားတာတွေ့ရတယ်တတော်လေးအသာစီးယူထားတာတွေ့ရတယ်အခုချိန်မှာအနှစ်တင်းလုံးအတွက်တတော်လေးအရေးကြီးတဲ့ဆိုမှလည်းလက်ပါမစအတွက်က chance အများနေသွားတာမှန်တယ်ဗျာတအားနေသွားရင်လက်ပါမစအတွက် chance ဗောနော နိုင်ငံရအောင်ကြည့်မယ်ဆိုရင်လက်ပိုင်းမှာ27နဲ့စီဗီလာ59ကျွန်တော်ပေးထားတာတော့တွေ့ရတယ်။ Wants to us မှာဆိုရင်စီဗီလာ85ဗျာတရေကို၄ဇာနဲ့လက်ပိုင်းမှာအနိုင်ကို၅ဇာပေးထားတယ်ဘောနော်ဘလို့ပဲနေနေဗျာဒီပွဲစဉ်မှာကျွန်တော်လက်ပိုင်းမှာ body နဲ့ goal out ကိုကြိုက်ပါတယ်။ပွဲစဉ်တစ်ပွဲကတော့ Sunderland နဲ့ Coventry တို့ရဲ့ပွဲစဉ်ဖြစ်တဲ့ဒါဒုတိယအကြော့ပေါ့။ Lampard ကြီးကဗျာလုံးဝမဖြစ်သင့်ဘူးဗျာလောက်လိုက်တာ Sunderland ရဲ့အိမ်ခွင်မှာရှုံးထက်လိုက်တော့ ော်တော်လေးနဲ့နာတယ်ဗျာဘလုံး position နဲ့အတားအီးနဲ့စော့တယ်ဗျာဘလုံး position 94 26ခွင်းဘိုင်းမှာတော့ဆန်းနလန်ပိုကောင်းနေတာတွေ့ရတယ်ကော်နာကော်နာဘိုင်းမှာချိမဲ့ဆိုရင်ကော်နာရတဲ့ခါမှာဆိုရင်ကျွန်တော်က covid tree ကများနေတာတော့တွေ့ရတယ်ပေါ့နော်ဒီပွဲစမှာဖွင့်ထားတာကတော့ဒါစန္ဒလန်အတင်း level 50ရှောင်းတဲ့ဂူပေါင်းကြီးနှလုံး80ဆိုတော့အစတင်ကြီးဖွင့်ထားတာတွေ့ရတယ်ပေါ့နော် ဒီပွဲစဉ်မှာတည်ကြတဲ့ကိုဗင်ထရီကတော်တော်လေးရုန်းကန်လာမှာပေါ့နော်တော်တော်လေးကိုရုန်းကန်လာမလို့ကျွန်တော်ဆန်ဒလန်အသင်းကလည်းဇလုံးကထိန်းထိန်းထိန်းနဲ့ဆော့လာမှုရှိရတယ်ကမြင်မိတယ်ပေါ့နော်ပထမအကြောင်းတော့2-1နဲ့ပြီးထားတယ်ပေါ့နော်ချန်ပီယံရှစ်တုန်းကဆိုရင်တော့အများအားဒါကိုဗင်ထရီအသင်းကပဲအသာစီးရထားတာမျိုးတွေ့ရတယ်ပွဲတိုင်းလိုလိုပေါ့နော်တည်ရည်အနိုင်တည်ရည်အနိုင်တည်ရည်အနိုင်ဝင်းနော် ဟတ်တူဟတ်မှာကြည့်မယ်ဆိုရင်ကိုဝင်ထရီပဲပဲကျွန်တော်အတန်လေးရထားတာတွေ့ရတယ်။ဆန်နလန်ကိုကြည့်မယ်ဆိုရင်ဆန်နလန်ဒါချန်ပီယံရှစ်မှာဆိုတောင်းလျှောက်ကျွန်တော်6ပွဲဆက်တောင်မှရှုံးဝက်ပျောက်ထားတယ်ဗောနော်9ပွဲပျောက်ထားတဲ့အသင်းကိုဘလန်ပတ်ကြီးကဘယ်လိုဆော့နိုင်လဲမသိဘူး။ဘိုရဂူရဖို့တော့လွယ်တဲ့ကိစ္စမဟုတ်ဘူး။ဘလန်ပောင်းလာဘူးမရဘူး။အော့စပေါ်ယူနိုက်တက်ကိုဘူးမရဘူး။ QPR ကိုဘူးမရဘူး။ Swansea ကိုဘူးမရဘူး။ဒီလို အသင်းများ Coventry ဆိုတာတိုက်ဆက်လောက်ကောင်းတဲ့အသင်းများဒါကို ဘယ်လိုပြီးလိုက်လဲမသိအောင်ပေါ့ကောင်လေဘိုးလိုရပါလားကိုဗင်ထရီကိုကြည့်လိုက်နောက်ဆုံးဆော့ထားဒါပေမဲ့သူအဝေးကတော့တိတ်မကောင်းပြဘူတန်ဝမ်းစီးနဲ့ရှုံးနေပေါ့နော်ဒါအဝေးကပွဲစဉ်တွေလိုကြည့်ကြည့်လိုက်ပေါ့နော်ဒါချန်ပီယံရှစ်မှာဆိုလို့ရှိရင်ပလိုင်းမတ်ကိုတရီဝမ်းနဲ့ရှုံးတယ်ဟူစီးတီးကိုဝမ်းဝမ်းဆော့တယ်ဟူစီးတီးနဲ့ပွဲမှာတော့ကြီးအများကြီးမအောင်ပါဘူး20 30လောက်တော့စားရမှာထင်တယ်ရှဖီယူနိုက်တက်3-1နဲ့ရှုံးတယ်ဒါဘီကို2-0နဲ့ရှုံးတယ်အဝေးကွင်းကစိုးတယ်ဗျ ောင်းရငါဘွက်ဆက်အဝေးဝင်ပွဲနဲ့ဘောမနိုင်ပဲပြောက်သွားတာလမ်းပတ်ကြည့်ရအောင်။အနလိုက်တာချမ်းချမ်းရှိအိမ်ဝင်ဖောင်ကျဆုပ်ပြတ်နေသူလည်းဆုပ်ပြတ်နေရပဲ။မကောင်းတော့ကနတင်းလုံးမနော်။ဆန္ဒလန်းဆိုလည်းအိမ်ဝင်မှာလုံးဝစူးစူးမွားမွားဖြစ်နေတဲ့အတင်းများတယ်လို့ဖြစ်သွားတယ်။နိုင်ဂျီးယားနှောင်းတွေမှာတော့ဆန္ဒလန်း45နဲ့ကိုဗင်ထရီ37ပေါ့နော်။ဒီပွဲစဉ်မှာ wise to osco ကြီးမှာဆိုရင်ဆန္ဒလန်းက20 အရေးကိုလေးစားနဲ့ covid tree အနိုင်ကိုလေးစားပေးထားတွေ့ရဘလို့လည်းနေပါဒီပွဲစမှာဂိုးပေါင်းအပေါ်ကြိုက်တယ်ဗျာဒီတစ်ခါတော့စမ်းချင်ပဲယူရင်းမယ်ဗောနော် covid tree body နဲ့ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်အကြိုက်ချင်းတူရင်ထိုးပါအကြိုက်ချင်းမတူရင်လည်းအားပေးတဲ့အနေနဲ့နားဆင်ပေးပါဗောနော်နားထောင်ပေးပါအားပေးပါ like subscribe comment လေးတွေပေးပါအောင်ဗျာမနေ့ကတင်းရတော့မအားလို့ဘောလုံးမလုပ်ဖြစ်ပါအောင်ဗျာအလုပ်တွေတအားရှုံးလို့ပါ cho nó lại mẹ chú tay mà ta nàng gặp lâu kỳ này nó còn lòng vui cho nó áp à, bê lên nhịp của đá à, lông tổ bí áo trên dưới chế tuyệt trẻ này có nó